မင်္ဂလာပါပိတ်တကြီးရေဖဘောစပီယာ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အနာဂတ်တွေမရေရတဲ့အခါမျောငေးရတာဟာပင်ပန်းလွန်လာပါတယ်တကယ်တော့လပောက်ဥပရိသတ်တွေဟာဒီပလာကိုလူချင်းခဲ့ကြပါတယ်လူချင်းစိတ်အများဆုံးဖြစ်ပေါ်နေတာကမူဟာမက်ဆာလက်အကြောင်းပါပဲမရဘူးတဲ့ဖလာတော့မဟုတ်ဘူးဆိုပေမဲ့မူဟာမက်ဆာလက်အတွက်ဒီထက်ပိုပြီးထိုက်တန်တဲ့အရာတွေမူဟာမက်ဆာလက်ကိုပိုင်ဆိုင်ခြင်းစိတ်တွေကြောင့်ကျွန်တော်တို့တွေရဲ့နှလုံးသားဟာပူလောင်ခဲ့ရပါတယ် ဘသူညံ့နေဆိုပြီးလက်ညိုးတွေမထိုးရက်ခဲ့ပါဘူးကျွန်တော်တို့အင်အားကရှင်ပြန်မှုတွေကြားလာရင်မရှင်ပြိုင်နိုင်တော့မှာကိုသိပေမဲ့ကျွန်တော်တို့စိတ်ကျွန်တော်တို့ယုံကြည်မှုတွေကြောင့်အများကြီးလှုပ်ခဲကြတာပါပဲမနဲ့ဖျံတဲ့နောင်ဘဝဆိုရင်နောင်ဘဝပုံနည်းရဆိုတဲ့မတိကြမှုမတိမြဲမှုနဲ့ဖွဲ့စည်းထားတဲ့လောကကြီးမှာရှည်ရှည်ဝဲဝဲမျောလင့်ကြတွေဟာနန်းတထောက်စာလောက်တာအနာဂတ်တွေဟာနေရတဲ့အခါညှုံငေးရတာကပင်ပန်းလွန်းလာပါတယ်ပစ္စုံမှန်တစ်ခုအရင်ပြုတ်ပြီးပျော်စရာတွေဖန်တီးရအောင် ေပြအစ်ရာဒီအစ်မှာဖလားဘဏ္ဍလုံးလမ်းကြောင်းဆိုတာတွေမမရဲခဲ့ရအမှန်ပါဒီချိန်လေးကြီးမှာဖြစ်တည်မှုကဂျင်းနဲ့စီခဲ့ပါတယ်ပရီးမီးယားလိ UEFA ချန်ပီယံလိ FA ဖလားနဲ့ကာရာဘောင်းဘာဂိုကန်ကန်ဖေဆုံးအသင်းအောက်ဆုံးအသင်းဘဇုန်နဲ့ကန်ကန်အဲ့ဒီပွဲနိုင်ရင်စိတ်ပျော်ရွှင်ခြင်းနဲ့ယုံနဲ့တင်တင်တင်လာပါတယ်သူတို့စူးစမ်းခဲ့ကြတယ်သူတို့ယုံကန်ခဲ့ကြတယ်သူတို့နာကျင်ခဲ့ကြတယ်သူတို့အကြေခွဲခဲ့ကြတယ်ဂျုံနဲ့ချိန်မှာလဲတယောက်တည်းရှောက်မရတဲ့လမ်းပေါ်မှာ ရှုံးလဲရတာကကျူရိုးတမြင်ပဲပေါ့ပြကြတာတခုကတော့နှစ်ပါဝအသင်းဟာ UEFA Champions League ပြိုင်ပွဲကနေထွက်ခဲရပြီပဲဖြစ်ပါတယ်မနေ့ည UEFA Champions League 16တဲ့အဆင့်ရှုံးထွက်ဒုတိယကြော့မှာနှစ်ပါဝအသင်းနဲ့ပြည့်စီအသင်းတို့ရှစ်ပြိုင်ကစားခဲ့ကြရမှာဝါချင်း7မိနစ်အတွင်းပြည့်စီအသင်းဟာဒမ်မီလီရဲ့ဂိုးနဲ့ဦးဆောင်စီခဲ့ပါတယ်မိနစ်60ပွဲပြည့်ရဲ့အချိန်အထိနှစ်ကြော့ပေါင်းရလက်တကိုးတကိုးဖြစ်နေခဲ့တဲ့အချိန်မှာအချိန်မိုးပထမပိုင်းဒုတိယပိုင်းဆက်လက်ကစားစီခဲ့ရမှာလဲ ဘဖို့တကိုးစီတေချာခဲ့တဲ့အတွက်ပယ်နယ်လီဆုံးဖြတ်နဲ့ခံယူခဲ့ကြပါတယ်။၎င်းတင်ရတော့မိုဟာမက်ဆာလက်တယောက်သာပယ်နယ်လီဝင်ခဲ့ပြီးဒါဝင်နုနဲ့ကာတက်ဂျုံတို့ကပယ်နယ်လီလွှဲချော်ခဲ့ကြပါတယ်။ရက်စီတင်ပတ်မှာတော့ဗီတဟာဝန်ကာလိုရာမုတ်ဒမ်ဘီလီဒီဆရယ်ဒိုရူကပယ်နယ်လီကိုဝင်အောင်ကန်သွင်းနိုင်ခဲ့ကြပါတယ်။အဲဒီတော့ပယ်နယ်လီဆုံးဖြတ်နဲ့ပြက်စီအသင်းဟာကော်တာဖိုင်နယ်နောက်တဲ့ဆင့်ကိုတက်ရောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ဗထမကြော့မှာလပောက်ရဲ့ကိုသမား အလစ်စင်ဘက်ကကဟီရိုဖြစ်ခဲ့ရမှာဒုတိယကြော့မှာတော့ပြည့်ကြည့်ကိုသမားဒိုနာယမာကတဖန်ပြန်လဲပြီးဟီရိုဖြစ်ခဲ့ပါတယ်လူအင်နရီရဲ့ပြည့်ကြည့်အသင်းဟာချန်ပီယံလိတခါမှမရဖို့သိတဲ့အသင်းမို့ဒီနေ့ချန်ပီယံလိပြိုင်ပွဲမှာအားဆိုင်ကစားနေပြီးခြေစွမ်းထက်မြတ်ကောင်းမွန်ပြီးကြိုးစားအားထုတ်မှုကလည်းကောင်းတာကိုတော့ကျွန်တော်တို့တွေလက်ခံရပါလိမ့်မယ်ပြည့်ကြည့်အသင်းဟာควอတာဖိုင်နယ်မှာနက်စတိုမီလာဓမ္မမဟုတ်ကရက်ပရိုဂျက်အသင်းနဲ့တွေ့ဆုံရှင်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်